အားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့လာရှိုးမျိုးရမခတိုင်းထဲမှာစစ်ကောင်စီတပ်ကဂရုကျင်းဆက်သွယ်ရေးမြောင်းအခိုင်အမာပြုလုပ်ပြီးခန့်စစ်ပြနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်စစ်ကောင်စီတပ်ပြန်ထိန်းချုပ်ထားတဲ့ရှမ်းမြောက်လာရှိုးမြို့အခြေဆိုင်အရှိမြောက်တိုင်းစစ်ဌာနချုပ်ထဲမှာစစ်ကောင်စီတပ်ကကရုတ်ကျင်းဆက်သွယ်ရေးမြောင်းတွေအခိုင်အမာလုပ်ပြီ ခံစစ်ဖြစ်နေတယ်လို့ရမခတိုင်းတွင်တက်ကအခြေအနေကိုသိတဲ့စည်ရေးသတင်းရှင်းပြတဲ့ဦးကသတင်းဌာနကို ပြောပါရယ်။ရမခတိုင်းထဲမှာအင်အားရနေချီအုံပြုပြီးခရုတ်ချင်းဆက်သွယ်ရေးမြောင်းနဲ့ဘန်ကာရီကိုအခိုင်အမာပြုလုပ်ထားပြီးလက်နက်ကြီးနဲ့ဟောင်ဝစ်စာလက်နက်ကြီးတွေကိုလည်းပြစ်ခတ်ဖို့အသင့်ပြင်ထားတယ်လို့ဆိုပါရယ်။ဒီကောင်တွေတိုင်းထဲမှာခရုတ်ချင်းဘန်ကာဆက်သွယ်ရေးမြောင်းတွေကောင်းကောင်းတူထားတယ်။အခြေအနေဘလို့လာမလဲတော့မသိရဘူးဒီကောင်တွေဒီဘက်ပြီးရင် MNDAA ကိုပါပြန်ချမယ်ထင်နေ ဟောင်ဝိဇာလက်နက်ကြီးရောပြင်ဆင်ထားတယ်လို့လာရှုမျိုးကန်စစ်ရေးတရင်ရေးမြတ်တူကသတင်းဌာနကိုပြောပါရီတရုတ်နိုင်ငံရဲ့ဂျာဝင်စစ်ဆန်မှုကြောင့်ကိုကန်တက်မတော် MNDAA ထိန်းချုပ်ထားတဲ့လာရှုမျိုးပေါ်ကနေရာတွေကိုပြီးခဲ့တဲ့ AP လတည်းမှာစစ်ကောင်စီထံပြန်လည်လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်လက်ရှိလာရှုမျိုးတွေမှာစစ်ကောင်စီတပ်အင်အားထောင်ကြီးဝင်ရောက်ရှိနေပြီးစစ်စေးရေးဂိတ်တွေကိုလည်းရှေ့ဘက်ကိုတဖြည်းဖြည်းနဲ့တိုးလာနေပြီးကိုကန်တက်ထိန်းချုပ်ထားတဲ့မျိုးရှောင်းလန်းအနီးထိရောက်ရှိလာနေပြီလို့သိရပါတယ် ကြားပြင်လာရှုမှုတွေမှာထောက်လန်းရေးဆရာဖားအဖွဲ့လေရာနဲ့ချီရှိနေပြီးအဲကနေတစ်စက်ညီနောင်သုံးဖွဲ့ထိန်းချုပ်ထားတဲ့မျိုးတွေဘက်ကိုဆေးလွတ်ထားနေတယ်လို့ဖန်စီခံရတဲ့ထောက်လန်းရေးတွေကထွက်ဆိုထားပါတယ်။လက်ရှိမှာတော့လာရှုမှုတွေစနစ်ရက်ကွက်ကသာစစ်ကောင်စီတပ်ထိန်းချုပ်ခွင့်ရပြီးမျိုးဘေးကနေရာအလုံးကိုကိုကန့်တက်ကဝင်းရံပိတ်ဆို့ထားတာဖြစ်ပါတယ်။တစ်ဖက်မှာလည်းကိုကန့်တက်ထိန်းချုပ်ထားတဲ့တိန်နီမျိုးကိုစစ်ကောင်စီကပြန်တောင်းနေပြီးကိုကန့်တက်ဘက်ကလက်ခံခြင်းမရှိသေးပါဘူး။ ဆက်လက်ပြီးအကြံဖက်စစ်တိုက်တင်းနှာအီတိုင်းဘဟုအမှတ်၁၂ချစ်ရည်တင်းနှံကြောင်းရှိစစ်မှုရန်တင်းနှံမှတပ်ဖွဲ့ဝင်တင်းနှံသား၄ဦးအလေးဝင်ဖက်ပြောင်းခိုးလုံနေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်တနင်္သာရီတိုင်းပူလောမြို့နယ်ရှိအချမ်းဖတ်စစ်တပ်ရဲ့တင်းနှံကြောင်ရှိစစ်မှုရတင်းနှံမှတပ်ဖွဲ့ဝင်တပ်သားတစ်လေးယောက်အလေးဝင်ဖက်ပြောင်းခိုးလုံလာတယ်လို့ကရင်အမျိုးသားအစည်းအရုံးမြိတ်တဝဲခရိုင်ကဒီနေ့ထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ9ရက်ကအချမ်းဖတ်စစ်တပ်ရဲ့တိုင်းဘဟုအမှတ်၁၂ချင်းကြီးတင်းနှံကြောင်မှတပ်ဖွဲ့ဝင်တပ်သားတစ်၃ယောက်နဲ့ အော်တိုဘာလာရှိရမှာတယောက်အလုံးစုစုပေါင်း၄ယောက်ဟာကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တပ်မဟာလီ KMT ဟိုတရင်ခွနစ်ထံလက်နက်မဲ့အလင်းဝင်ဗတ်ပြောင်းခိုးလုံခဲ့တယ်လို့ဆိုပါတယ်အလင်းဝင်ဗတ်ပြောင်းခိုးလုံသောတပ်သား၄ယောက်ဟာအာနာသိန်းစစ်တပ်ကအတင်းအဓမ္မဖမ်းဆီးခံရပြီးနောက်ပြည်သူစစ်မှုထမ်းတင်နန်းတက်ခိုင်းခဲ့ရာလေးကျင်ရေးတင်နန်းကနေထွက်ပြေးခဲ့ပြီး KNL တရင်ခွနစ်ထံလက်နက်မဲ့အလင်းဝင်ဗတ်ပြောင်းခိုးလုံခဲ့တာဖြစ်တယ်လို့သိရပါတယ် အကြောင်းအမျိုးမျိုးကြောင့်မတရားစစ်မှုထမ်းခိုင်းစေခံခဲ့ရတဲ့အာနာသိန်အကြံဖက်စစ်တပ်အတွေရှိတပ်သားတွေအနေနဲ့ဤဆက်ရဒေါ်လာရေးတက်တွေစီရရနီနဲ့လက်နက်ချအလင်းကွေပူပေါင်းကြဖို့ KNU ကတိုက်တွန်းအသိပေးထားပါတယ်။ပဲခူးတိုင်းဒိုင်ဦးအချင်းထောင်တွင်နိုင်ငံရေးအကျဉ်းသား၁၆ဦးကိုထောင်တွင်လူစုလူဝေးပြုလုပ်သည်ဟုဆိုကာမတရားတောက်ခတ်တိုက်ပိတ်ထားကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM မှဗဟုဥဆောင်ကော်မတီတွင်ခိုတိုက်ထွန်းဦးကသတင်းဌာနကိုပြောပါရယ် အဆိုပါနိုင်ငံရေးအကျဉ်းသား16ဦးသည်မိသည့်ပြမှုကိုမှကျူးလွန်ခဲ့ခြင်းမရှိပေနိုင်ငံရေးအကျဉ်းသားတအုပ်ကိုအခြားရာဇဝတ်သားအကျဉ်းသားများကဝိုင်းဝန်းထိုးကျိတ်မှုအပေါ်မကျေနပ်သည့်အတွက်ဖြေရှင်းပေးရန်အဆောင်မှုကိုတင်ပြခဲ့သည့်ဖြစ်စဉ်အပေါ်ဖြေရှင်းပေးခြင်းမရှိပေလာရောက်တင်ပြသူများကလူစုလူဝေးပြုလုပ်သည်ဟုဆိုကတိုက်ပိတ်ပြစ်ဒဏ်ပေးခြင်းဖြစ်ကြောင်းတိုက်ပိတ်ပြစ်ဒဏ်ပေးခြင်းဖြစ်ကြောင်း PPNM ကဆိုပါတယ်အော်တိုဘလာ၂ရက်နှစ်တွင်နိုင်ငံရေးအကျဉ်းသား16ဦးကို၅ဦးတစုနှုန်းလူခွဲပြီး ပြစ်ဒဏ်တိုက်ခန်းများတွင်တိုက်ပိတ်ထားစေဖြစ်ပြီးခြေချင်းတောက်များပါခတ်ထားကြောင်းသိရှိရပါသည်ဒီဖြစ်စဉ်မှာဆိုလဲနိုင်ငံရေးအကျဉ်းသားတွေဟာတရားမျှတမှုရရှိဖို့အတွက်တောင်းဆိုမှုအပေါ်မှာလူစုလူဝေပြုလုပ်တဲ့ဆိုပြီးထောင်အာဏာပိုင်တွေရဲ့ပြောဆိုမှုထင်မြင်မှုတခုနဲ့တင်ပဲဘာမှတရားဥပဒေမျှတမှုမရှိဘဲနဲ့နိုင်ငံရေးအကျဉ်းသားတွေကိုထင်ရင်ထင်သလိုစိတ်ထဲမှာရှိတဲ့အတိုင်းသူတို့ဘက်ဆက်ကစက္ကလုံတိုင်းကအမိန်ဖြစ်ပြီးတော့နိုင်ငံရေးအကျဉ်းသားတွေကိုရည်ရွယ်ချက်ရှိရှိကိုမှဖိနှိပ်နေတာဖြစ်ပါတယ်ဟု PPNM ဗဟုဦးဆောင်ကော်မတီဝင် ကိုတိုက်ထွန်းဦးကသတင်းဌာနကိုပြောကြားပါရယ်စစ်တပ်၏မတရားတိုက်ပိတ်ခံထားရသောနိုင်ငံရေးအကျဉ်းသားများမှကိုညံလင်းနိုင်ကိုသေးဦးပိုင် ကိုခန့်ညာသူကိုလင်းကိုကျော်လင်းမောင် ကိုစော်မျိုးကိုရှမ်းလီကိုမင်းနိုင်ထွန်းကော ကိုကျက်ဖာကြီးကိုကျော်သူရဝင်းခေါ်ကျော်ကြီးကိုစော်မင်းထိုင် ကိုမျိုးကြီးကိုစော်ကြီးကိုစင်မျိုးထိုင်ကိုထက်လင်းကိုစင်ကိုဖြိုးကိုအာကာမင်းနဲ့ကိုဘူးသီးတို့ဖြစ်ပြီးအဆိုပါတိုက်ပိတ်ခံထားရသူများ၏နောက်ဆက်တွဲကိစ္စရများအပေါ် ထိုင်ဦးထောင်အာနာပိုင်နှင့်အချင်းဦးစီးအရာရှိများမှအထူးတာဝန်ယူရလိမ့်မည်ဟု PPNM ကအသိပေးထားပါသည်။ထိုင်ဦးအချင်းထောင်တွင်အမျိုးသားနိုင်ငံရေးအကျဉ်းသားများကိုတာမကနိုင်ငံရေးအချင်းသူများအပေါ်တွင်လည်းဖိနှိပ်မှုကိုတည်တည်တတ်တာလှုံ့ဆော်နေသည့်ကိုတွေ့ရှိရပြီး2025ခုနှစ်ဇူလိုင်လ22ရက်နေ့နှင့်23ရက်နေ့များတွင်နိုင်ငံရေးအချင်းသူ10ဦးကိုအကြောင်းပြချက်ခိုင်ခိုင်လုံလုံမရှိပေအရမအင်အားသုံးခေါ်ဆောင်ပြီးအမျိုးသားအဆောင်တိုက်ဝင်းအတွင်တိုက်ပိတ်ဖြစ်တံများချမှတ်အပြစ်ပေးခဲ့ကြောင်းလဲ PPNM ထံမှသိရပါတယ် ထို့သောမတရားတိုက်ပိတ်ဖြစ်တံပြီးခံရသည့်နိုင်ငံရေးအကျဉ်းသားများကိုအ мян ဆုံးတိုက်ပြန်ဖွဲ့၍မူလအဆောက်များတွင်ထားရှိရန် PPNN အနေဖြင့်တောင်းဆိုလိုက်ပြီးယခုကဲ့သို့နိုင်ငံရေးအကျဉ်းသားများအပေါ်မတရားဖိနှိပ်နေသည့်သက်ဆိုင်ရာဒိုက်ဦးအကျဉ်းထောင်ရှိအကျဉ်းဦးစီးဝန်ထမ်းအရာရှိများနှင့်အကျဉ်းဦးစီးဝန်ထမ်းများကိုထိရောက်သည့်တရားမျှတမှုများကိုပြန်လည်ဖိအပ်နိုင်ရေးကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းအသိပေးကြေညာထားပါသည်ဒီလိုဖိနှိပ်မှုတွေလုပ်နေတဲ့အကျဉ်းဦးစီးဝန်ထမ်းတွေကိုထိရောက်တဲ့အရေးယူဆောင်ရွက်မှုတွေမလုပ်နိုင်တော့ဘူးလို့သူတို့ယူဆနေတာပါပါလိမ့်မယ်။ ဒါပေမဲ့အရှိတွေမှာအကျဉ်းဦးစီးဝန်ထမ်းတွေရဲ့မတရားတဲ့လုပ်ရက်တွေကဒီတိုင်းမပြီးသွားဘူးဆိုတဲ့အခြေအနေတွေကိုတော့ဖြစ်ခဲ့ပူပါတယ်။နောက်မှလည်းဒီလိုမျိုးနိုင်ငံရေးအကျဉ်းသားတွေကိုဥတီဖိနှိပ်နေတဲ့အကျဉ်းဦးစီးအရာရှိဝန်ထမ်းတွေအပါအဝင်သူတို့ရဲ့စေခိုင်းမှုတွေကိုလိုက်ပါလှုံ့ဆော်နေတဲ့အကျဉ်းဦးစီးဝန်ထမ်းတွေအနေနဲ့အထူးသတိထားပြီးမှနေထိုင်သွားလာကြဖို့ပဲပြောလိုပါတယ်။ကျွန်တော်တို့တရားမျှတမှုကိုရတဲ့နည်းနဲ့နှင်းနာတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုစာစူးစမ်းသွားမှာဖြစ်တယ်။မိဖက်တွေနဲ့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ပြောလိုပါတယ်ဟုကိုတိုက်ထွန်းဦးကပြောဆိုပါတယ်။ မြန်မာနိုင်ငံတဝန်းအကျဉ်းထောင်40ကျော်ကို PPNME စောင့်ကြည့်မှုအရာထောင်တွင်လူခွင့်ရေးနဲ့အကျဉ်းသားခွင့်ရေးချိုးဖောက်မှုများတွင်ဘကိုးတိုင်းတိုက်ဦးအကျဉ်းထောင်သည်နိုင်ငံရေးအကျဉ်းသားများအပေါ်ဖိနှိပ်မှုအများဆုံး1005ခုတည်းတွင်တစ်ခုအပါအဝင်ဖြစ်ကြောင်းသိရပါသည်။ဆက်လက်ပြီးအတူရောင်ရွေးကောက်ပွဲအပေါ်မြန်မာစစ်အုပ်စု၏ထုတ်ပြန်ချက်ကိုမလေးရှားမူဝါဒအဖွဲ့များအပြစ်တင်အာဆီယံကိုအတုံးချခံမဖြစ်စေရန်မလေးရှားအစိုးရကိုတတိပေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါသည်။ အာနာသိန်းစေအုပ်စု၏ဘွာရဖြတ်နေခြင်းနှင့်ပတ်သက်ပြီးမလေးရှားနိုင်ငံသားယူဝင်ကြီးဌာနအနေနဲ့စေအုပ်စုရဲ့အတုံချခံမဖြစ်ဖို့နဲ့မြမအရေးနဲ့ပတ်သက်ပြီးမူအတိုင်းခိုင်ခိုင်မာမာရက်တီဖို့မလေးရှားပညာရှင်တွေနဲ့မူဝါဒကျွမ်းကျင်သူတွေကအော်တိုဘာလ17ရက်မှာတိုက်တွန်းလိုက်ပါတယ်။ University Malaysia ကဖွဲ့စည်းထားတဲ့မြမအရေးကျွမ်းကျင်သူလေးလာရေးအဖွဲ့နဲ့မြမအရေးဆိုင်ရာမလေးရှားအကြံပေးအဖွဲ့တို့ကမလေးရှားနိုင်ငံသားယူဝင်ကြီးမိုဟာမက်ဟာဆန်ရဲ့ နေပြီးတော့ခီးစင်ရပြီးစေအုပ်စုရဲ့မြမအလင်းသတင်းစာရဲ့ဖော်ပြချက်အပေါ်စိုးရိမ်မကင်းဖြစ်ကြောင်းပြောဆိုထားတာပါအသွင်ပြဖို့လှုပ်ထားတဲ့လွတ်လပ်မှုတရားမျှတမှုနဲ့အားလုံးပါဝင်မှုမရှိတဲ့ရွေးကောက်ပွဲတွေကိုပြုလုပ်ဖို့စေအုပ်စုရဲ့အပြင်းထန်ကြိုးပမ်းနေမှုကအတုရောက်တာဖြစ်တယ်လို့ဘူရဲထုတ်ပြန်ချက်အတွင်ဖော်ပြထားပါတယ်မြမအလင်းရဲ့အော်တိုဘာလ10ရက်နေ့သတင်းထုတ်ပြန်မှုအတွင်မိုဟာမက်ဟာဆန်နဲ့စေအုပ်စုကိုယ်စားလှယ်တွေကနိုင်ငံချစ်ကြည်ရေးပူးပေါင်းဆောင်ရွက်မှုမြင့်တင်ရေးလွတ်လပ်ပြီးတရားမျှတသောပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရတဲ့အတွက်ပြည်စင်မှုများနှစ်နိုင်ငံဆက်ဆံရေးပုံမှန်မြင့်တင်ရေးနဲ့အာဆီယံနဲ့နိုင်ငံတကာနဲ့ပဲ့တွင်အပြုသဘောဆောင်သောပူးပေါင်းဆောင်ရွက်မှုများပုံမှန်တိုးမြင့်ရေးတို့နှင့်ဆက်လင်း၍ရှင်းရှင်းလင်းလင်းအမြင့်ချင်းဖလှယ်ကြသည်လို့ဝါရဖြန့်ဖော်ပြထားတာလည်းဖြစ်ပါတယ်။မြမအရေးကျွမ်းကျင်သူလေးလာရဲ့အဖွဲ့နဲ့မလေးရှားအကြံပေးအဖွဲ့တို့ကမလေးရှားရဲ့နေပြည်တော်နဲ့ထိတွေ့ဆက်ဆံမှုတွေဟာအာဆီယံရဲ့ဘုံသဘောတူညီချက်၅ရပ်နဲ့အညီလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရင်းနဲ့အကြံဖတ်မှုရပ်တန့်ရေးတို့ကိုဆက်လက်ဦးစားပေးတဲ့အကြောင်းပြောကြားခဲ့ပါတယ်။ ဒါကြောင့်မလေးရှားနိုင်ငံနဲ့နိုင်ငံခြားရေးဝန်ကြီးအနေနဲ့အာဆီယံဥက္ကဋ္ဌတာဝန်ကိုယူထားတဲ့ကာလတစ်လျှောက်လုံးမှာဘုံသဘောတူညီချက်၅ရပ်ကိုအကောင့်ထဲဖော်ရေးနဲ့ပတ်သက်ပြီးမလေးရှားနိုင်ငံရဲ့ဘူအားဖြင့်ယက်တီချက်ကိုအာနာသိန်းစစ်အုပ်စုကအသုံးချခြင်းသို့မဟုတ်ဂရမစွာကိုးကားဖော်ပြခြင်းမခံရစေဖို့တိုက်တွန်းတယ်လို့၎င်းတို့အဖွဲ့တွေရဲ့ပူးရဲထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်ဒါပြင်မလေးရှားမူဝါဒနဲ့ကျွမ်းကျင်သူအဖွဲ့တွေကဇကိုင်းတိုင်းမှာဖြစ်ပွားခဲ့တဲ့အယက်သားများအပေါ်လေချောင်းပစ်ခတ်တိုက်ခိုက်မှုအပါအဝင် မကြာသေးမီကဖြစ်ပွားခဲ့တဲ့မြန်မာပြည်ကအကြမ်းဖက်မှုတွေဟာအာဆီယံရဲ့ငြိမ်းချမ်းရေးဆိုင်ရာဂတိကဝတ်တွေကိုလိုက်နာဖို့အာဏာသိမ်းစစ်တပ်မှရည်ရွယ်ချက်မရှိကြောင်းသက်တည်ပြနေတယ်လို့ဖြစ်တင်ရှုံချခဲ့ပါတယ်။ပူးတွဲကြေညာချက်အတွင်မလေးရှားနိုင်ငံအနေနဲ့စစ်ကောင်စီတာမကအမျိုးသားညီညွတ်ရေးအစိုးရ NUD လူမျိုးစုတော်လှန်ရေးအဖွဲ့တွေ EOS နဲ့အရက်ဘတ်လူအဖွဲ့အစည်းတွေအပါအဝင်ပြည်ပခမှာပါဝင်နေတဲ့အုပ်စုအလုံးနဲ့ပူးပွေလင်းလင်းထိတွေ့ဆက်ဆံဖို့တောင်းဆိုထားပါတယ်။ ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။